ာနာရှင်တရားအာနာရှိသူတရားစကားတခုံးကလူသက်ပေါင်းများစွာကိုတေးကြီးပျက်စီးစေပါတယ်အဲဒါကြောင့်အာနာရှင်ဆိုဘယ်သူမှမကြိုက်ကြမနှိမ့်ညွတ်ကြတာတော့မဆန်းပါဘူးတချို့ကအာနာရှင်ကိုမကြိုက်ဘူးပြောပြီးကိုကိုယ်တိုင်အာနာရှင်ဖြစ်နေတာကိုတော့မသိကြပါဘူးအာနာရှင်ဆိုတာလူတွေသိတာတိုင်းပြည်မှာအာနာရနေတဲ့အာနာရှင်များကိုသာသိကြပြီးတော့အာနာရှင်ရဲ့ဇင်းမြစ်အရင်းခံများကိုကြတော့မေ့လျော့နေတတ်ကြပါတယ်လူတွေကိုနိုင်တဲ့စင်ရှင်လုံးနေရင်လည်းအာနာရှင်မှာအသေးနဲ့ကြီးပဲကွာတာပါ ရက်ွက်ထဲကနေတယောက်ချင်းစီအထိအာနာရှင်စိတ်တွေမမွေးဘူးဆိုအာနာရှင်ကင်းမဲ့တဲ့လူလောကကြီးတစ်ခုတိရှိောက်နိုင်မှာပါကိုကိုတိုင်းနဲ့အာနာရှင်တယောက်ဖြစ်မသွားနိုင်ဘူးလို့ပြောလို့မရပါဘူးဒါကြောင့်တရိဒါဆင်ကျင်ရပါမယ်အဒေါ်ဟစ်တလာငယ်စဉ်ကဖြူစင်တဲ့လူငယ်တယောက်ဖြစ်မွေးဖွားလာတာပါဇာတိကတော့အော်စတြေးလျအင်္ဂလိပ်အင်ပါယာတွေကကျေးဖို့ကျေးရွာလေးတစ်ခုမှမွေးဖွားလာတာပါဖားခင်ကအခွန်အရာရှိတူဖြစ်ပြီးအမြဲတမ်းဆဲဆိုကျင်းမောင်းတက်ပြီးတော့အဲ့ အာဏာရှင်ဆန်ပြီးတော့အင်းတွင်ကျပတ်မှုများကိုမကြာခဏဆိုလိုလုပ်ခဲ့တာကြောင့်ဟစ်တလာငယ်စဉ်တည်းကကျောင်းဝင်ထိတ်လန့်ခဲ့ရတဲ့သူတို့ပါသူကအမှုပညာကိုအလွန်ခုံမင်ပြီးတော့ပကြီးပညာရှင်တူအဖြစ်အတမ်းမိုးရောင်ရောင်ပြုဖို့အထိစိတ်ကူးတင်နဲ့ရှင်သန်ခဲ့တာပါဖခင်ကလက်မခံခဲ့ပါဘူးအစိုးရဝန်ထမ်းတယောက်ဖြစ်စေချင်တာပါမိခင်ကတော့နူးညံ့သိမ့်မှုသူတယောက်ပါဖခင်ဆုံးသွားပြီးနောက်မိခင်ဆန္ဒရကက်သလစ်ဘာသာဝင်ခဲ့ပြီးတော့အထက်တန်းကျောင်းတိနေခဲ့ပါတယ် ဒါပေမဲ့သူ့ရဲ့ငယ်အိမ်မက်ကိုကောင်တယ်ဖော်ဖို့တနေ့မှမမိတ်ခဲ့အောင်ဒါကြောင့်ကျောင်းတပိုင်းတလက်ဆနဲ့ကျောင်းထွက်ခဲ့ပြီးဘယန္နာမျိုးကိုပြောင်းခဲ့ပါတယ်သူ့အိမ်မက်ဖြစ်တဲ့နုပညာထုံကရနေရာတခုဖြစ်ခဲ့လို့ပါအဲ့ဒီနောက်နုပညာကျောင်းကိုဝင်ဝင်လျှောက်ခဲ့ပါတယ်ပညာရရှိမမီလို့ဝင်ဝင်မရခဲ့ပါဘူးသူ့ရဲ့ညီမချက်ကိုလက်မလျှောက်ခဲ့ပါဘူးကျုံတလို့နေပြီးတော့အပေါ်စားပကြီးစရာတယောက်အဖြစ်အချိန်တော်ကြာဖြတ်တန်းခဲ့ပါတယ်မိခင်ဆုံးခဲ့လို့ဇာတိကိုပြန်ခဲ့ရပြီးနောက်တစ်ချိန်ဘယန္နာမျိုးကိုပြန်လာခဲ့ လူမြတ်ကျောင်းကိုဝင်ဝင်လျှောက်ခဲ့ပေမဲ့ဒုတိယအကြိမ်ပရိသတ်ခံခဲ့ရတယ်။သူ့စိတ်ထဲမှာမနာလိုခြင်းလူမှုအတိုင်းဝိုင်းပေါ်မကျေနပ်ခြင်းများ စတင်ခဲ့ပါတယ်။အဲ့ဒီနောက်ဘဝတိုးတက်ရေးအတွက်စာအုပ်စာပေတွေတော်တော်များများဖတ်ခဲ့ပြီးတော့ဘုဒ္ဓတော်ဝါလာပါတယ်။နောက်ပိုင်းမှာနိုင်ငံရေးသတင်းစာစာကောင်းများဖတ်လာပြီးဂျူးများနဲ့ဆိုရှယ်လစ်မုန်တီးရေးများခေါင်းနဲ့ရိုက်သွင်းခံခဲ့ရပါတယ်။အဲ့ဒီအချိန်မှာပထမကမ္ဘာသစ်ကြီးဖြစ်ခဲ့ပါတယ်။စစ်မှုထမ်းဥပဒေကြောင့်ဂျာမန်စစ်တပ်တွေဝင်ခဲ့တဲ့ ဂျာမန်စစ်တပ်အတွက်သိစာစောင့်တည်ခဲ့တယ်ဂျာမန်စစ်တပ်ကြီးကကြီးမြတ်ခဲ့တယ်လို့ထင်ခဲ့တယ်တိုက်ပွဲတိုင်းမှာလည်းရိုးရိုးချွတ်ချွတ်ဆောင်ရွက်ခဲ့တယ်ထိခိုက်တိုင်ဟာကြီးကြီးမားမားရပါမယ်ကံကောင်းထောက်မှစွာအသက်ဘေးမှာလွတ်ခဲ့တယ်ဒါပေမဲ့သူ့ရဲ့ဂျာမန်စစ်တပ်ကြီးဟာပထမကမ္ဘာစစ်မှာလက်နက်ချအညံ့ခံလိုက်ပြီးတော့ဗာဆိုင်စာချုပ်ကိုချုပ်ဆိုလိုက်ရတယ်သူ့စိတ်ထဲမှာနောက်ကျိုးကိုဒါနဲ့ထိုးသူခံစားလိုက်ရတယ်စစ်ရှုံးရတာဂျူးတွေကွန်မြူနတီတွေသိစာဖောက်လို့လို့တစ်စိတ်ကြယုံကြည်ခဲ့တယ် လူတွေစုရဲ့ရှိတယ်စားတော့ဆိုင်တို့ဗီယာဆိုင်တို့မှာဂျူးတွေကဂျာမန်ပြည်ကြီးကိုဖျက်ဆီးနေတာဂျာမန်လူမျိုးတွေကအမြင့်နဲ့ဆုံးဖြစ်ရမယ်ဆိုပြီးတော့အာဘော်အိုင်းင်းနဲ့ပြောဆိုစည်းရုံးခဲ့တယ်လူတွေကထောက်ခံခဲ့ကြတယ်သူရဲ့စကားပြောဆိုရင်ကောင်းနေမှန်းသူသိလိုက်တယ်နိုင်ငံရေးတွေကိုခြေစုံပြည့်ဝင်ခဲ့တယ်ပါတီတစ်ခုတည်းကိုဝင်လိုက်တယ်သူဝင်ခဲ့တဲ့ပါတီကလည်းအာဏာရှင်တွေစုစည်းရာပါတီဖြစ်နေတယ်ပရမကဘာစီကြောင့်စီးပွားရေးပြက်ကတ်တွေကြောင့်လူတွေကနိုင်ငံရေးကိုစိတ်ဝင်စားနေကြတယ် အလုံးလဲမဲ့များနဲ့အဆင်မပြေနေတဲ့အချိန်မှာအာနာရှင်ဟစ်တလာရဲ့မလုံးပေပြောဆိုမှုတွေကြောင့်လူအများရဲ့ထောက်ခံမှုကိုရခဲ့တယ်။သူရဲ့စွမ်းဆောင်ရည်ကြောင့်ပဲပါတီဝင်တွေလည်းတိုးပွားလာခဲ့တယ်။ပါတီထဲမှာလည်းနေရာရလာခဲ့တယ်။ညီမျိုးစုံနဲ့နိုင်ငံတော်အာနာရယူဖို့ကြိုးပမ်းခဲ့တယ်။နိုင်ငံတော်အာနာသိမ်းပွဲလုပ်ခဲ့ပြီနဲ့မအောင်မြင်မဲ့အဖမ်းခံလိုက်ရတယ်။ပြည်မှုထင်ရှားတာကြောင့်ထောင်ငါးနဲ့ကြားခဲ့တယ်။ထောင်တင်းရေးသားခဲ့တဲ့ငါးရိုက်တိုက်ပွဲဥတော်စာအုပ်မှာအာနာရှင်စနစ်များလူမျိုးရေးယူဆများ တခြားနယ်မြေများကိုနယ်မြေချဲ့တင်ရေးတို့ကိုမိမောင်းထိုးရေးသားခဲ့ပါတယ်။အဲဒီမကြခင်မှာပဲထောင်မှလွတ်ခဲ့တဲ့အကြမ်းဖက်နီးနဲ့အာဏာလုယူလို့မရကြောင်းသဘောပေါက်ခဲ့တယ်။အဲဒါကြောင့်ဒီမိုကရေစီစနစ်ရဲ့အာဏာချက်ကိုခွင့်ကောင်းယူပြီးတော့မိုက်မဲတဲ့အကြမ်းနဲ့အာဏာယူဖို့ကြံစီခဲ့တယ်။ဂျာမန်လူမျိုးတွေအတွက်အောင်မြင်အောင်မြင်ခြင်းပြန်ယူရမယ်။စီးပွားရေးကက်ဆိုက်တာဂျူးတွေကြောင့်ဂျူးတွေကတချို့တွေဖြစ်တယ်။နံပါတ်1အနေနဲ့ဂျာမန်လူမျိုးကကြီးမြတ်တဲ့လူမျိုးဖြစ်ရမယ်ဆိုပြီးတော့လူပွင့်ကြိုက်စကားတွေနဲ့ ်မဲဆွဲစည်းရုံးခဲ့တယ်။ဂျာမန်ပြည်သူတွေကလည်းအာဏာရှင်ဟစ်တလာကိုတခဲတည်းနဲ့ထောက်ခံခဲ့ကြတယ်သူပါတီကလည်းလူထုတောက်ကမှုအများဆုံးနဲ့ရုပ်ောက်ပွဲမှာအနိုင်ရခဲ့ပြီးတော့နိုင်ငံတော်အာဏာကိုရခဲ့တယ်။သူပါတီခေါင်းဆောင်ဟင်ဒီဘန်းမှာတမရဖြစ်ခဲ့ပြီးတော့ဟစ်တလာကိုဝင်ကြီးချုပ်ယာတုပေးခဲ့တယ်။တမရဟင်ဒီဘန်းမှာတိတ်မကြခင် ကွယ်လွန်ခဲ့ပြီးတော့နိုင်ငံတော်အာဏာကလည်းဟစ်တလာလက်ထဲသို့လုံလုံဆုံရောက်ရှိခဲ့တယ်။သူအာဏာရလာပြီးနောက်သူ့ရဲ့အာဏာရှင်စနစ်ကိုအသက်သွင်းခဲ့ပါတော့တယ်။ သူစန့်ကျင်သူများကိုရရဲဆက်ဆက်ကွပ်မြက်ခဲ့တယ်။သူအရန်ချစ်တဲ့အနုပြန်နယ်ပယ်စပေးနယ်ပယ်မှလူတွေကိုလည်းနှိတ်ကွပ်လာခဲ့တယ်။သူ့ရဲ့တောင်းဆောင်များကတော့ဂျူးလူမျိုးများနဲ့သူ့ရဲ့သူ့ကိုစန့်ကျင်သူတွေပါသူအနာတင်မြဲရေးတွေအတန်းချီတက်ခဲ့တယ်။ဂျူးလူမျိုးများကိုလူမျိုးတောင်းအောင်ကိုပါစီမံကိန်းနဲ့ပါတက်ခဲ့တာ။အာဏာရှင်တယောက်ရဲ့ရဲဆက်မှုကတကယ်ကိုကြောက်စရာကြီးပါ။ကျွန်တော်တို့မြန်မာပြည်ကြီးမှလည်းတကယ်ကိုသတိထားရမှာပါ။ အဖက်ဖက်မှာအဖက်ဖက်မှာနှိပ်ကြနေတော့လူအများဆုံးကပြောင်းလဲမှုကိုလိုချင်ကြတယ်တိုးတက်မှုကိုဆာလော်မှုသိနေကြတယ်တကယ်ဖန်တီးပေးနိုင်မဲ့လူကိုလိုချင်နေကြတာပါဒါပေမဲ့ဆုံးခဲ့တဲ့ကြွေးချီရောနေတဲ့နိုင်ငံရေးသမားများအာဏာရှင်ဖြစ်မဲ့သူတွေကိုချိုးအတွက်ကြားချောင်းချောင်းနေတဲ့သူတွေကိုတော့သတိထားရမယ်လူပိမ့်ကြိုက်စကားတွေများများပြောနေတဲ့သူတွေကိုပိုသတိထားရမယ်တချို့စာရေးဆရာများစာပေဟောပြောပွဲလာကနေမိမနဲ့များစကားများလာတာလား ရက်ကွက်လူကြီးနဲ့များစကားရံဖြစ်လာတာလားမသိဘူးစင်ပေါ်ရောက်တာနဲ့တောင်မင်းမျိုးကိုရှောက်ပြောတော့တာပဲသူတို့ပြောတဲ့စကားကိုသူတို့ပြန်နားလဲလားမသိဘူးသူတို့ကပုံတင်နေတော့ရှိတယ်စစ်တဲ့မကောင်းကြောင်းပြောမယ်မြမအပြီးနှိတ်ကြနေကြောင်းပြောမယ်စီးဝါးကြီးကလုံးလုံးမရဘူးပြောမယ်များပြီးပညာရေးလားတုံးစားမရဘူးပြောမယ်အဲ့ဒါတွေကခလေးတွေတောင်သိတယ်တိုက်ထူးကြနေတာမဟုတ်ဘူးထူးကြနေတာသူတို့ဖြစ်နေတယ်နိုင်ငံရေးလားကျွန်တော်ကောင်းအောင်လုပ်ရမယ်ပြောမတော်ဘူးစီးပွားရေးလားဒါလည်းမပြောပါဘူးပညာရေးလား စတဲ့နေလဲအပူပဲပြောတယ်။ကျန်တဲ့အပိုင်းတော့မပြောတော့ပါဘူး။ကိုလည်းလိုက်မှမီတော့။ပညာရေးအကြောင်းတော့ပြောမယ်။ခမားတို့ပြောတယ်မကောင်းပါဘူးဆိုတဲ့ပညာရေးကိုဆုံးခန်းတိုင်အောင်သင်ထားကြည့်။ခမားတို့ပြောနေတဲ့အီးလိုလား။တနည်းလောက်အချိန်ပေးပြီးတော့တက်ကြည့်။တကယ်တက်တယ်။တရဏတန်းလောက်နေတော့အကြောင်းထပ်ပြီးတော့မလေးလာနဲ့ပေါ့။တတ်မှတ်ထားတဲ့အစင်းတစ်ခုလောက်တော့သင်ထားကြည့်တကယ်တက်တယ်။ခမားတို့မကောင်းပါဘူးပြောတဲ့အများကြီးပညာရေးကိုထူးချွန်တဲ့ဆရာဝန်လားအင်ဂျင်နီယာလားဖြစ်ရှင် ဆုံးအောင်သင်ထပ်လေ့လာကြည့်သုံးသပ်လို့အကျိုးရှိတယ်မတင်တော့တော့အချိန်နဲ့မဆိုးဘူးပညာရေးကပြင်းနေတာတော့ဟုတ်ပါတယ်ဘယ်ပိုင်းလေးစာရေးပြင်းနေတယ်အကြံပေးဘူးလားကျွန်တော်ပညာရေးကောင်းအောင်လုပ်ပြမယ်ပြောဘူးလားတတိလေးကကြပါပြောတဲ့နေရာမှာသူတို့မကြိုက်တဲ့သူဆိုရင်ဘာလို့လို့မကောင်းဘူးမဟုတ်ဘူးဒါပေမဲ့ငါကြတော့ရောမလုပ်တတ်ဘူးသူတို့သဘောကျတဲ့သူဆိုရင်ဤပေါတော်ချီးကျူးလားအဲ့ဒီစာပေဟောပြောတဲ့သူတွေကိုဆရာအော်ပီဂျီစင်ကာပူမှာဟောပြောထားတဲ့ ငါဘာကောင်လေးကိုသွားနားထောင်ခိုင်းခြင်းလဲသူလည်းပြောတာပဲသူလည်းပြောတာမနော်ခမားတို့လိုဒါပေမဲ့သူကစေတနာပါတယ်အချက်လက်နဲ့ပြောတာဘုသူရရတယ်သူပြောတဲ့စကားတွေကိုလူတွေနားလေကြတယ်အတူယူကြပါတချို့စာရေးဆရာများဒါပေဟောပြောတဲ့သူတွေကစိတ်ကံစားချက်ကိုဦးစားပေးပြောကြတယ်မလုပ်ပါနဲ့ကိုကကိုကြောင့်အာနာရှင်ဖြစ်သွားရင်မကောင်းဘူးကျွန်တော်ဗုဒ္ဓမြတ်စွာဘုရားဟောကြားခဲ့တာရှိတယ်လူတို့မှာစကား6ခုရှိတယ်နှခွန်းသာပြောတင်တယ် ဟုတ်လည်းမဟုတ်ဘူးမှန်လည်းမမှန်ဘူးသူတစ်ပါးအတွက်လည်းအကျိုးမရှိဘူးမပြောရဘူးဟုတ်တော့ဟုတ်တယ်မှန်တော့မမှန်ဘူးသူတစ်ပါးအတွက်အကျိုးမရှိဘူးမပြောရဘူးဟုတ်လည်းမဟုတ်ဘူးမှန်လည်းမမှန်ဘူးဒါမဲ့သူများအတွက်တော့အကျိုးရှိတယ်ဒါမျိုးလည်းမပြောရဘူးဟုတ်လည်းဟုတ်တယ်မှန်လည်းမှန်တယ်သူတစ်ပါးအတွက်လည်းအကျိုးရှိတယ်ဒါမျိုးမှပြောသင့်တဲ့စကားကျွန်တော်အချင်းချင်းလေးပြောပြတာပါစာပြေဟုတ်ပြောတော့မယ်ဆိုရင်ဒါလေးတွေတော့သိထားသင့်တယ်နောက်တစ်ခုကသူများပြောတာနဲ့ဖုန်းကြီးတွေဆရာဆရာမတွေလိုက်တတ်နေတဲ့သူတွေ မင်းတို့မှဒါရက်အကောင့်နဲ့ဖြည့်ရှင်းနည်းတွေမစင်းစားတတ်တော့ဘူးလားအိုင်စကိုတချင်းလို့ပေါ့ခေါင်းတော့ဝင်ညီလေးရာโอเคဒါနဲ့မတူတာတွေခဏပေးပြပြီးတော့တူညီတဲ့သဘောထားတွေနဲ့ရှင်းဆက်ကြရအောင်ဒါနဲ့ဟစ်တာရောင်းဆက်အောင်ပြဂျူးတွေပြဿနာကဟစ်တာကစားခဲ့တာတော့မဟုတ်ဘူးဂျူးတွေကဥရောပမှာအနေခံလူမျိုးအနေဆက်ခံလူမျိုးအဖြစ်ယက်တီလာခဲ့ကြရတာပါယေရှုတတ်တဲ့လူမျိုးဖျားတတ်တဲ့လူမျိုးအဖြစ်ခွဲခြားဆက်တန်ခဲ့ရတော့ ဟစ်တလာအာနာရှင်နဲ့တွေ့တော့မှလူမျိုးတုံးနဲ့အတူအသက်ခံခဲ့ရတာပါဟစ်တလာကဂျူးတွေကိုချက်ချင်းတပ်လိုက်တာတော့မဟုတ်ဘူးဗျလူလူထောက်ခံမှုရအောင်အာနာရှင်တို့ရဲ့ထုံးစံအတိုင်းကြံမာတော့တယ်သူအာနာရလာပြီးတော့သူ့လက်အောက်မှာပရိုဂရမ်ဆွဲတဲ့အဖွဲ့အစည်းကိုဖွဲ့စည်းတယ်သူကရှေ့ကစေတနာလို့စကားတွေပြောပြီးတော့လက်အောက်ပရိုဂရမ်အဖွဲ့ကိုတော့သူ့ရဲ့ကိုယ်ရည်ကိုယ်သွင်းနဲ့ဂျာမန်ပြည်ကြီးနဲ့တစ်ဆက်ကျတစ်ဆက်တည်းကြောက်အောင်တမိုင်းတွေကိုပြန်ပြေးရေးခိုင်းတယ်ထို့ကြောင့်ဂျာမန်တို့အတွက် အာနာရှင်ဟစ်တလာကကယ်တင်ရှင်တော်ကြီးကိုဖြစ်ခဲ့တယ်။သူရဲ့စီမံကိန်းဖြစ်တဲ့ဂျူးတွေကိုလူမျိုးတုံးတက်ဖြတ်ဖို့ပါထောက်ခံမဲတွေရခဲ့တယ်။ဟစ်တလာကငရဲကိုတရားထဲသွားတာမဟုတ်သူချစ်တော်ပြည်သူတွေကိုပါအပါခေါ်သွားတာပါ။လူမိုက်ကကျွန်တော်အဖေါ်ကဓာတ်တော်ဖြစ်သွားတာပါ။ဂျူးတွေကိုသူမုန်းတာလဲမနာလိုစိတ်မျိုးချစ်စိတ်ကြီးတွေကြောင့်ပေါ့။ဂျူးတွေကအနှိမ့်ဆက်ကနေပြီးတော့ကြေးရွာတွေမှာမနေရကြဘူး။ဒါကြောင့်မျိုးကြီးတွေမှာနေခဲ့ကြရတဲ့ ကုန်သွယ်ရေးနဲ့ငွေချေးလုပ်ငန်းတွေမှာထူးချွန်လာကြဒီချက်ကပဲဂျာမန်ပြည်သူတွေစီကကုန်သွယ်ဆုံနေပါတယ်ဆိုပြီးတော့မိုင်းတိုက်လို့ကောင်းသွားတယ်၁၉ရာစုနှစ်နောက်ပိုင်းမှာတိပန်နီးကျယူကြောင်ရောင်ပီယိုဒီတခုပေါ်လာတယ်လူချူတွေကမြင်းမြစ်တဲ့လူမျိုးသက်နဲ့လူမျိုးဆိုပြီးပေါ်လာတယ်ဒီချက်ကပဲဂျူးတွေအတွက်မြင်းနေရလန်ဆိုင်ဖြစ်ခဲ့တယ်ဂျာမန်တွေကမြင်းမြစ်တဲ့ဂျူးတွေကနှိပ်ကျတဲ့လူမျိုးဖြစ်တယ်ဒါကြောင့်အရှေ့ဥရောပကိုဂျာမနီအင်ပါယာချဲ့ဖို့နှိပ်ကျတဲ့ ဂျူးလူမျိုးများကိုဖယ်ရှားပြရမယ်ဆိုပြီးတော့ဖြစ်လာတယ်။သူတို့နယ်နေချဲ့လို့ရတဲ့အရှေ့လေပိုင်းမှာဂျူးတွေကိုတတ်ဖို့ဓာတ်ဝေခန်းတွေစောက်ခဲ့တယ်။အများဆုံးကတော့ပိုလန်မှာဖြစ်တယ်။1942ခုနှစ်ရောက်တော့အရာရှိကြီး15ယောက်အစည်းအဝေးပြီးမှဂျူးတွေကိုပြီးသက်ရှင်းလင်းရေးစီမံကိန်းခေါင်းစဉ်နဲ့ဂျူး6တန်းကျော်ကိုအစိတ်ဓာတ်ဝေခန်းတွေနဲ့အဆုံးချီရင်ခဲ့ကြတယ်။ကျွန်တော်တို့ဟီလာအကြောင်းမှသိလိုက်ရတာတော့အာနာရှင်ဆိုတာကြောက်ဖို့ကောင်းတယ်။ဘလူးလူမျိုးပဲဖြစ်ဖြစ်မနာလိုမှုအဆုံးရောက်မျိုးချစ်စိတ်တွေ တွေနဲ့ရေကန်မြေကန်မကောင်းတဲ့နေရာတွေကိုရောက်သွားရင်အာနာရှင်တယောက်ဖြစ်ဖို့ကမခဲရင်တော့ပါဘူးမျိုးချစ်စိတ်ရှိရတော့ကောင်းပါတယ်ဒါပေမဲ့အဆုံးရောက်မျိုးချစ်စိတ်ဖြစ်သွားရင်ကိုယ့်လူမျိုးတွေကိုနယ်မြေချင်းတွေကိုတွန်းပို့သလိုဖြစ်သွားမယ်ဟစ်တလာကရှေ့မှာတော့စေနာစကားတွေပြောပြီးတော့ကိုယ့်လူမျိုးတွေကိုခြောက်ထည့်သည့်ဆွဲချသွားခဲ့တာပါကျွန်တော်တို့စီးပွားရေးလုပ်ငန်းတွေမှာလည်းရန်တရထားဖို့လိုတယ်စေနာအနေနဲ့တွေကိုအပေါ်ယံပြပြီးတော့အောက်ဆုံးထိဆွဲချခြင်းနဲ့လူတွေအများကြီးပါကိုယ်အောင်မြင်လိုက်ရင်လည်းနေတဲ့စားတတ်ဖို့လိုတယ် တခါတူရမနာလိုမှုကတင့်ကိုဘွားပြတ်သွားစေမယ်။တိတ်ကောင်းတဲ့ဒီမိုကရေစီစနစ်တော်အာဏာချက်ရှိခဲ့တာပဲ။ကိုဘလောက်မန်နဲ့လမ်းကသွားသွားလမ်းမတဲ့ကားနဲ့တွေ့ရင် တိုက်ခိုင်ရတယ်။စီးပွားရေးကိုလည်းဒီမိုကရေစီသဘောတရားအတိုင်းတဖက်သားမနစ်နာအောင်တဖက်သူအကျိုးရှိအောင်စိတ်စေနာလေးတွေနဲ့လုပ်တင်တယ်။လူတွေကိုစိတ်ချမ်းသာစေမယ်စီးပွားရေးတစ်ခုကိုတီထောက်ကြတိဆောက်ကြပါဆိုလို့တိုက်တွန်းပြရသည်။ကျွန်တော်ဗီဒီယိုကိုကြိုက်နေတဲ့အရင် line subscribe လေးပေးသွားပေးကြပါ လူချင်းမင်းတို့ရဲ့မက်ချက်လေးများရှိခဲ့ရင်လေကွန်မန့်လေးမှာရေးထားပေးခဲ့ကြတာကျွန်တော်အရင်ကတင်ပေးထားတဲ့ပေါ်ပါစိတ်ကူးလေးတစ်ခုအတွေးလေးတစ်ခုကိုလုံလိုက်ရင်းကနေကမ္ဘာအောင်မြင်ဆုံးဖြစ်သွားတဲ့လုပ်ငန်းကြီးတွေအကြောင်းကုမ္ပဏီတွေအကြောင်းကိုတင်ပြပေးထားပါတယ်အောင်မြင်သွားတဲ့လူတွေချမ်းသာသွားတဲ့လူတွေအများစုကပတ်စံရှိလို့ချမ်းသာသွားကြတာမဟုတ်ဘူးကြသူစိတ်ကူးတွေကပေါ်လာတဲ့အတွေးတွေကိုတတိရှိရှိလှုပ်လိုက်ရနေပြီးတော့အောင်မြင်သွားခဲ့ကြတာအဓိကတော့စိတ်ကူးပဲဗျာ ျွန်တော်ဗီဒီယိုလေးလုပ်ပြီးတော့တင်ပေးထားတဲ့အတွေ့အကြုံဒေါ်လာ1000ခေါင်းစဉ်နဲ့ပါအပိုင်းတည်းအပိုင်းနည်းနေနဲ့တင်ပေးထားပါတယ်စိတ်ဝင်စားမယ်ဆိုရင်ကျွန်တော် channel ထဲမှာတော်ရောက်ကြည့်ရှုနိုင်ပါတယ်အကျိုးတစ်စုံတရာရရှိမယ်လို့ယုံကြည်ပါတယ်ကျွန်တော်ဗီဒီယိုဖြူချက်ကေ YouTube channel ပါဒီလိုဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်